အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမရဲ့ channel မှာရာဇဝင်အကြောင်းတွေဒဏ္ဍာရီအကြောင်းတွေနဲ့တခြားသောစိတ်ဝင်စားဖွယ်ရာအကြောင်းအရာမျိုးစုံကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုအပ်ပါတယ်ရှင်ကျမဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ထိုင်းမှာခေတ်စားသွားတဲ့ viral news လေးပဲဖြစ်ပါတယ်ရှင်ဒီဒီတဲ့င်းလေးကတော့ thyroid ကနေ၄ရက် 9လပိုင်း2025မှာတင်ထားတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ဒီသတင်းဟာတင်ပြပြခြင်းမှာပဲထိုင်းပြည်သူတွေကြားမှာရေပန်းစားသွားခဲ့ပါတယ်။လာမီတာ125လမ်းထဲမှာရှိတဲ့အပါတ်မန့်တစ်ခုမှာနတ်ဆောင်ကွန်လို့ခေါ်တဲ့အမျိုးသမီးတဦးဟာ အသက်60ကျော်အရွယ်သူ့အမေကို အခန်းထဲမှာရိုက်နှက်ပြီးနှိပ်စက်နေခဲ့ပါတယ်။ပြီးတော့သူမဟာ သူမမိခင်ကိုသပင်ဆွဲပြီး အခန်းအပြင်ကို ခေါ်ထုတ်လာပါတယ်။ အခန်းအပြင်ရောက်တော့လဲဆက်လက်ရိုက်နှိုက်နေခဲ့ပါတယ်ဒီလောရက်ကိုဘေးခန်းကလူတွေက မြင်သွားပြီးတားပါတယ်တားတဲ့လူတွေကလည်းတားရင်းနဲ့ဗီဒီယိုတစ်ခါတည်းပါ ရိုက်ထားခဲ့ကြပါတယ်ပြီးတော့သူမကိုဘေးခန်းကအင်းနီနာကြီးနဲ့ကဒီလိုမေးပါတယ်ဘာလို့များဒီလိုမျိုးကို့အမေကိုရိုက်နှက်တာလဲဆိုပြီးမေးကြပါတယ်ဒီအချိန်မှာအဲ့ဒီအမျိုးသမီးပြန်ပြောတာက သူ့အမေက သူ့ရီစာကိုအဝိတ္တချုပ်ပြီးတွားမြူဆွဲလို့အဲ့လိုမျိုးကြိုက်နှံ့ရတာဆိုပြီးပြောဆိုခဲ့ပါတယ်။ဒီကိစ္စကိုထိုင်းကွန်ကြီးကယ်ဆယ်ရေးပရာဟိတအဖွဲ့ကသိရှိသွားပြီးအယိုက်ခံရတဲ့မိခင်ဖြစ်သူကိုတွားကူညီဖို့နဲ့ဘာလို့ဒီလိုလောက်ခံရလဲဆိုတာကိုတိတ်ချတိဖို့အတွက် ထိုင်းကယ်ဆယ်ရေးအဖွဲ့ရဲ့ရဲရဲတရင်တော့ဒီရဲ့အဲ့ဒီအခင်ဖြစ်ရဲ့နေရာကိုတွားပြီးကူညီဖို့အတွက်တွားခဲ့ကြပါတယ်။ ဖို့ကိုရောက်တော့အသက်60ကျော်အရွယ်အမေဖြစ်တဲ့သူက လူသွားလျှောက်လန်းပေါ်မှာခွေခွေလေးအိပ်နေပါလေ။တမီးဖြစ်တဲ့သူကလည်းအခန်းတကားကို ပိတ်ထားပြီးလုံးဝဖွင့်မပေးပါဘူး။သူ့ရဲ့အမေကိုလည်းမဝင်ခိုင်းပါဘူး။အဲ့ဒီအချိန်မှာပဲကယ်ဆယ်ရေးအဖွဲ့ရဲ့ရဲတွေရဲ့နဲ့တည်င်းထောက်ရဲ့ကအမေဖြစ်သူကိုတွားမိကြပါတယ်။အမေဖြစ်သူက သူ့ပြန်ပြောချက်ကတော့သူ့တမီးဟာအရင်ဆုံးကညာဘက်အလုပ်တွေလုပ်ရပြီးပြီးတော့လည်း ဝရာကြောင့်ဝိတ်ချစည်းတွေတောက်ပါလေ။သူမဟာပိန်ကျင်စောနဲ့ဝိတ်ချစည်းတွေကို အလွန်ကျွံတောက်ခဲ့ပါလေ။ထိုသုံးဆွဲမှုကြောင့်နောက်ပိုင်းစိတ်ကျမ်းမာရေးထိခိုက်သွားတယ်လို့လည်းပြောဆိုခဲ့ပါလေ။အဲ့လိုဖြစ်ပြီးနောက်ပိုင်းလဲတောက်လျှောက်အမေဖြစ်သူကို ရိုက်နှိုက်နှိပ်စက်နေခဲ့ပါလေ။အမေဖြစ်သူကလည်းကိုသမီးဖြစ်နေတော့ကောင်းကောင်းဆိုးဆိုးဘာမှမပြောဘဲငြိမ်ခံခဲ့ပါလေ။ မိခင်ရဲ့ဖြေဆိုချက်ကိုယာပြီးနောက်ကဲဆဲရေးအဖွဲ့ရဲနဲ့သတင်းထောက်ကသူ့သမီးရဲ့အခန်းတကားကိုခောက်ပါတယ်။တကားကိုခောက်ပြီးဖွင့်ခိုင်းခဲ့ပါတယ်။စစချင်းမှာတော့သူမဟာတကားကိုမဖွင့်ပေးခဲ့ပါဘူး။နောက်ခဏနေမှပဲတကားကိုဖွင့်ပေးခဲ့ပါတယ်။ထို့နောက်သူမကိုဘာလို့ဒီလိုလုပ်ရလဲဆိုပြီးမေးခဲ့ပါတယ်။သူမကလည်းသူ့အမေကိုရိုက်နှက်ခဲ့တာကိုဝန်ခံခဲ့ပါတယ်။ ။သူမအမေကိုရိုက်တယ်ဆိုတဲ့အကြောင်းကိုဘာလို့လဲလို့မေးတော့အစောပိုင်းကသူမပြောတယ်လို့ပဲ။သူ့အမေကသူ့ရေးသားကိုအဝတ်တွေချွတ်ပြီးညှို့ဆွဲပြီးသူ့စီကလူဖို့စ조사နေရလို့ပဲပြန်လဲပြောကြခဲ့ပါလေ။ဒါနဲ့ပဲကယ်ဆယ်ရေးအဖွဲ့ကထိုအမျိုးသမီးကိုဒါဆိုရင်နေရေးသားကဘာတူလဲလို့မေးခဲ့ပါလေ။သူမကသူမရေးသားကိုမေးတဲ့အချိန်မှာတော့ဒီလိုမျိုးပြန်ပြောကြခဲ့ပါလေ။ကျမရဲ့ရေးသားဟာ နဂါးယုတ်ထုလေးဖြစ်တယ်ဆိုပြီးတော့ပြောဆိုခဲ့ပါတယ်။သူပြောတဲ့နဂါးယုတ်ထုဆိုတာအိမ်နေမှာကိုးကွယ်လေးရှိတဲ့နဂါးယုတ်ထုလေးပဲဖြစ်ပါတယ်။ထိုယုတ်ထုလေးကိုသူမဟာအွန်လိုင်းကနေဝယ်ယူခဲ့တယ်လို့လည်းပြောဆိုခဲ့ပါတယ်။ထို့အချိန်မှာပဲကယ်ဆယ်ရေးအဖွဲ့ကနင်းကြီးစားနဲ့နင်းဘဲမှာတွေ့ခဲ့ရလဲလို့ထပ်မံမေးကြားခဲ့ပါတယ်။သူမကလည်း သူတို့တွေဟာအိမ်မက်ထဲမှာတွေ့ခဲ့ကြတယ်လို့ပြန်လည်ဖြေကြပြီးသူမကိုထိုရုပ်ထုလေးကအိမ်မက်ထဲမှာရေးစားစကားလာပြောရဲ့လို့လည်းဆိုပါတယ်။နောက်ပိုင်းကျတော့သူတို့တွေဟာချစ်သူတွေဖြစ်သွားကြပါတယ်လို့လည်းဆိုကြပါတယ်။ရဲတွေကလည်းတားမိနှစ်ယောက်လုံးကိုရဲစခန်းခေါ်သွားပြီးမိခင်ဖြစ်သူကိုစေးတွေပါတွေထည့်ပေးခဲ့ပါတယ်။တမိဖြစ်သူကိုလည်းစိတ်ကြမ်းမာရေးဆေးရုံမှာကုသဖို့အတွက် ပို့ဆောင်ခဲ့ပါတယ်။ တမီးဖြစ်သူကလည်းမိခင်ကိုဥချပြီးတောင်းပန်လိုက်ပါလေအခုကာလဟာနဂါးတွေအရန်ကိုမှဟိထနေတဲ့ကာလလို့လဲဆိုနိုင်ပါတယ်ကဲဒါဆိုရင်တော့ပိန်ကျင်စောအာကြည့်ပြီးဝိကြစေးတွေအရန်မတောက်ဖို့အတွက်အမျိုးသမီးသူကြီးကိုအကြံပြုလိုပါတယ်နော်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးမှုအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်